မင်္ဂလာပါရှင်ကျမအနေနဲ့ဆရာမောင်သူရခဆရာသာကနာရဲ့ကိုရီးထုတ်ပတ်ဒီခြင်းကိုဖပြသွားမှာဖြစ်ပါတယ်ရှင်ဆရာကိုအဖဥအောင်သိန်းခစာရေးဆရာနန်းနန်းညွန်ဆွေအမိတော်ဒေါ်လှကြီးစာရေးဆရာမစာရေးဆရာမကြီးဦးတို့က1962ခုနှစ်ဇန်နဝါရီလ28ရက်နေ့တွင်မွေးဖွားခဲ့ပြီး 1985ခုနှစ်တွင်သွားဘဲဆိုင်ရာဆရာဝန်ဘွယ်ကိုရရှိခဲ့ပါတယ်1983ခုနှစ်မိုးနဲ့သူစာအငိမ့်ဖွဲ1988ခုနှစ်မြာပုံနမအငိမ့်ဖွဲတို့ကိုဦးစီးတည်ထောင်ခဲ့ပါတယ်1988ခုနှစ်ဒီမိုကရေစီရေတော်ပုံမှာပါဝင်မှုကြောင့်ထိမ့်သိမ်းခံခဲ့ရပါတယ်1990ခုနှစ်မေလမှာဒုတိယအကြိမ်ဖမ်းဆီးခံခဲ့ရပြီးထောင်ဒဏ်၅နှစ်အကျခံခဲ့ရပါတယ် 1994ခုနှစ်မှာအကျင်းထောင်မှလွတ်မြောက်လာပြီးအမှုပညာလုပ်ငန်းများပြန်လည်လှုပ်ဆောင်ခဲ့တော်လဲအငိမ့်ကပြခွင့်ပိတ်ပင်ခံခဲ့ရပါတယ်။1998ခုနှစ်မှာရုပ်ရှင်ဗီဒီယိုရိုက်ကူးခြင်းများအားပိတ်ပင်ခံခဲ့ရပါတယ်။2000ခုနှစ်မှာရုပ်ရှင်ဇာတ်ကားများပြန်လည်ရိုက်ကူးခွင့်ရရှိခဲ့တော်လဲ2005ခုနှစ်မှာအကက်အသတ်မရှိအမှုပညာလုံဆောင်ခွင့်ပိတ်ပင်ခံခဲ့ရပါတယ်။ 2009ခုနှစ်ရွှေဝါရောင်တန်ခါရေခင်းမှာပါဝင်ပတ်သက်ခဲ့မှုကြောင့်အဖမ်းဆီးခံခဲ့ရပြီး2008ခုနှစ်နာဂင်မုံတိုင်းကနာဂင်မုံတိုင်းကဒေသများသို့တွားရောက်ကူညီရင်ဖမ်းဆီးခံခဲ့ရပြီးထောင်ဒဏ်59နှစ်ချမှတ်ခံခဲ့ရပါတယ်။ထောင်ထဲမှာရှိနေစဉ်မိဘနှစ်ပါးကွယ်လွန်သွားခဲ့ပါတယ်။2012ခုနှစ်အောက်တိုဘာလ12ရက်နေ့မှာမြကြီးနားထောင်မှပြန်လည်လွတ်မြောက်ခဲ့ပါတယ်။ ထောင်မှလွတ်မြောက်ပြီးပြီးချင်းမလွတ်မြောက်သေးသောနိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးထောင်ဝန်စာပေးပို့ရေးတို့ကိုဦးစားပေးလှူဆောင်ခဲ့ပါတယ်မြန်မာနိုင်ငံရဲ့ပထမဆုံးလို့ဆိုလိုနိုင်တဲ့ The Art of Freedom Film Festival ကိုဦးဆောင်ကျင်းပခဲ့ပြီးဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ပြမောက်ရေးအဖွဲ့ကိုလည်းအဓိက မောင်းနှင်ခဲ့သူဖြစ်ပါတယ်။မှတ်တမ်းရုပ်ရှင်ရိုက်ကူးခြင်းသင်တန်းများလူငယ်တို့အတွက်နိုင်ငံရေးအသင့်ပညာပေးလုပ်ငန်းများကိုလှူဆောင်နိုင်ရန် Home House of Media and Entertainment အဖွဲ့ကိုတည်ထောင်နိုင်ခဲ့ပါတယ်။လူခွင့်ရေးစောင့်ကြည့်လေ့လာရေးအဖွဲ့မှကြီးမြင့်သော Lillian Hammond and Dishel Hammond ဆူ Pan Canada အဖွဲ့မှကြီးမြင့်သော One Humanity ဆူနိုင်ငံတကာစာပေပညာရှင်အဖွဲ့မှကြီးမြင့်သော Equality ဆူနော်ဝေနိုင်ငံမှကြီးမြင့်သော Freedom of Citizen Prize နယ်သာလန်နိုင်ငံမှကြီးမြင့်သော Praise Cloud စုတို့အပါအဝင်နိုင်ငံတကာမှချီးမြှင့်သော စုပေါင်း24စုတို့ရရှိခဲ့ပါတယ်။2022ခုနှစ်မှာမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှချီးမြှင့်သောရုပ်ရှင်သူရဲကောင်းစုကိုရရှိခဲ့ပါတယ်။1983ခုနှစ်မှာမန်ထာအိမ်မက်လက်လမပါစီစာအုပ်ကို စာပေပိမှန်မှာထုတ်ဝေခဲ့ပါတယ်။ယခုပထမအမည်ဖြင့်ထုတ်ဝေသောစာအုပ်ကို2022ခုနှစ်နိုဝင်ဘာလမှာပန်းဝေဝေစာပေမှထုတ်ဝေခဲ့ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။ မင်္ဂလာပါကျွန်တော်လဲကိုရကိုရပြန်လာတယ်လို့ပါကျွန်တော်ဖေရဆင်းပြီးဆွေးတာ2003ခုနှစ်တည်းကကျွန်တော်ဒီနေ့ဒေတာကိုမရောက်ဖြစ်တာပေါ့တဲကုန်းဆိုတော့ကျွန်တော်ခဏခဏရောက်နေရတာပါအခုတော့ကိုဆွေကိုမျိုးတွေတွေ့ရတယ်လို့ပဲဟောဟောတော့မဟောရသေးဘူးအတန်းမထွက်တော့ အောက်မှာဆွေမျိုးတွေထိုင်နှုတ်ဆက်နေရတာ ਨੇ ကိုမောလာတယ်အခုမှဆွေမျိုးတွေဘေးရကင်းဝေးပြီးအပေါ်ရောက်လာအော်အမှန်တော့ဒီခုံကြီးကလည်းတော်တော်လှုပ်တယ်ဗျမတော်တဆပြုတ်ကြရင်တော့ပြဿနာအော်ကျွန်တော်ဒီနေ့ညဘာပြောရမလဲလို့ဆိုပြီးတော့ဆရာကြီးမင်းညွန်နဲ့ကျွန်တော်တို့နဲ့တိုင်ပင်ကြဆရာကြီးမင်းညွန်ကလည်းရှေ့ကနေပြီးတော့ တိုင်းပြည်ကရှင်ပြုတ်ကျဲဆိုပြီးဟောသွားတယ်ကျွန်တော်လည်းနောက်က ABCD ဆိုပြီးတော့ဟောမယ်အဲ့တော့ပြိဿလည်းလည်းတော့ဦးကြောင်ကြောင်ဖြစ်သွားနိုင်တယ်တယောက်ကရှင်ပြုတ်ခိုင်းပြီးတယောက်က ABCD ဆိုခိုင်းတော့မှန်တော့ ABCD ဆိုတာကကျွန်တော်တို့တိုင်းပြည်ကျွန်တော်တို့နိုင်ငံမှာအားလုံးပညာလည်းသင်ခဲ့ကြတဲ့အချိန်မှာငငယ်လေးနဲ့ကလေးဘဝရောက်ရင်ကာကြီးခါကွေးရွတ်ကြတယ်လို့ ABCD ကိုအင်္ဂလိပ်စာသင်မယ်ဆိုလဲအလုံးရွတ်ကြ ABCD မှမတက်ရင်ဘာဆက်လုပ်ကြမလဲလို့ဆိုကျွန်တော်တို့မမွေးခင်အင်္ဂလိပ်ခေတ်တုန်းက ABCD မတက်ဖဲနဲ့အရက်သေးကိုလဲဆိုတဲ့သင်ရှိကိုအောင်ကိုလတ်ဆိုပြီးတော့စန္ဒီပြည့်လွင်ထင်တာပဲဒီလိုတွေရောဒီလိုတွေရောလုပ်နေတာအဲ့ဒါလဲကျွန်တော်ကြည့်ရပါတယ်ဆိုသေချာတာတော့ ABCD မတက်ဖဲနဲ့အရက်သေးကိုလဲဖို့တော့မသိဘူးလို့ ပြောတဲ့တခြင်းပဲ ABCD ဆိုတဲ့ဝဟာရအရာကိုအခြေခံပါအမှန်ကတော့ ABCD လေးတောင်မှနားမလဲပဲနဲ့အင်္ဂလိပ်စကားတော့လာမပြောနဲ့ ABCD လေးတောင်မှမကြားဘူးပဲနဲ့ကိုကိုကိုစာတတ်တယ်လို့မပြောနဲ့ဒီသဘောကိုတခြင်းအပြောတာဒါပေမဲ့ကဘာမှာ ABCD ဆိုတာအခြေခံကိုတင်စားတာပါ ABCD of cooking လို့ပြောရင် တမင်းချက်တာအခြေခံပေါ့ ABCD of music လို့ပြောရင်ဂီတအခြေခံကိုပြောတာ ABCD of politics လို့ပြောရင်နိုင်ငံရေးရဲ့အခြေခံကိုပြောတာကျွန်တော်တို့တွေကခိုးဘက်26နှစ်ဒီဘက်22နှစ်ပေါင်းလိုက်တော့48နှစ်လုံးလုံးစနစ်တကျစီမံကိန်းနဲ့ဖြည့်ဆည်းခံခဲ့ရတော့အခြေခံဆိုတာမတက်ခဲ့ရပါဘူး ဒီပြီးခဲ့တဲ့မဆလာဆိုရနဲ့နဝတာဆိုရနှစ်ရက်မှာ အတော်ဆုံးနဲ့အချီးကျူးစရာအကောင်းဆုံးအောင်မြင်ဆုံးလုပ်ရက်ကအဲ့ဒီစီမံကိန်းနဲ့လူတွေရဲ့စိတ်ဓာတ်ကိုဖျက်ဆီးတဲ့အလုပ်ပဲအဲ့တခုပဲသူတို့အောင်မြင်သွားတယ်အဲ့တော့ကျွန်တော်တို့ကဒီနေ့ကစပြီးသူတို့ဖျက်ဆီးခံရတဲ့ကျွန်တော်တို့ရဲ့စိတ်တွေကိုပြန်ပြင်ကြရအောင် မနေ့ကမပြင်ရသေးရင်ဒီနေ့မနေ့မပြင်ရသေးရင်ဒီနေ့ညကစကျွန်တော်တို့ပြင်ကြရအောင်ကျွန်တော်တို့ကတခါတည်းမှာပြောเสียရစကားရှိပါတယ်ကျွန်တော်လောက်အစိုးရမကောင်းပြောတဲ့ကောင်တခါမှမရှိဘူးပြောပါများလွန်းလို့လဲထောင်ထဲလေးခါရှိသွားပြီအဲ့တော့မကောင်းပြောယုံနဲ့ပြီးရောလားလို့ကျွန်တော်တို့ပြောเสียရရှိတယ်ကျွန်တော်တို့မကောင်းပြောယုံနဲ့တော့မပြီးဘူး မကောင်းမှုဆိုရင်ကိုပါလုံးတယ်ကျွန်တော်တို့မှလည်းတာဝန်ရှိလာအဲ့တော့မကောင်းပြောတာလဲတစ်ဖက်ကပြောတယ်လို့အကောင်းဘာလုပ်ကြမလဲကျွန်တော်တို့တိုင်းပြည်ရဲ့ခုဆရာညီမညို့ပြောသွားတဲ့တိုင်းပြည်ရှင်ပြုတ်တဲ့အချိန်မှာကျွန်တော်တို့ကတော့ဘယ်နာကပါကြမှာကြီးစီပဲထူအောင်မှာလားတပိတ်ပဲရွှဲအောင်မှာလားမြင်းပဲမောင်းအောင်မှာလားရှင်လောင်းပဲဖြစ်မှာလားတခုခုတော့ကျွန်တော်တို့ပါဖို့ကောင်းပါတယ် နောက်ပိတ်ဆုံးဆရာညီမျိုးညီဝါသူကတော့ကွေးနေအောင်ကမယ်လို့ပဲပြောပြောကျွန်တော်တို့ဒီဟာရှိတဲ့လူတွေလည်းလကွင်းတီးတဲ့လူလည်းဖြစ်ချင်းဖြစ်မယ်ဝါလခုံရိုက်တဲ့လူလည်းဖြစ်ချင်းဖြစ်ပါလိမ့်မယ်ဘလို့ဖြစ်ဖြစ်တိုင်းပြည်ရဲ့အပြောင်းလဲတစ်ခုမှာကျွန်တော်တို့အားလုံးပါဖို့လိုပါတယ်ဒီဒေသကြီးတစ်ခုလုံးကနိုင်ငံရေးနဲ့ပတ်သက်လို့အင်မတန်မှထုံကားပြီးတော့အင်မတန်မှနားလေသိမြင်တက်ကြွခဲ့တဲ့လူတွေအမြောက်အများထွက်ခဲ့တယ်ဇင်မိစိုးရဆိုတခင်ဝါတွေတို့ထွက်တယ် ီဒေသမှာတခင်ထုံးဖို့ရှိတယ်။မဆလာခက်ကလည်းတခက်လုံးဒီဒေသကလူတွေကြီးပဲအစိုးရဖြစ်ကြတာ။ပြန်စင်းစားကြည့်ဟုတ်တယ်ဆိုတာနော်။ဦးစန်းယူလေတဲကုံသား။နေဦးနေဝင်းပေါက်ကောင်းသား။ပေါင်းတယ်လေ။စသဖြင့်ဒီနာကလူတွေကြီးပဲ။တကယ်တကယ်တော့ကျွန်တော်တို့ဒီဘက်ဒေသမှာနိုင်ငံရေးနဲ့ပတ်သက်လို့အခြေခံဆိုတာကိုတော့အနည်းနဲ့အများသိကြဖို့လေလိုပါပြီ။တိုင်းပြည်အလုပ်လုပ်ကြမယ်ဆိုရင်လေကျွန်တော်တို့ကတိုင်းပြည်အလုပ်ထဲမှာစိတ်ဝင်စားပြီး ခြေခံကစနားလည်ရင်ပူလုတ်လို့ကောင်းတော့ပေါ့ဆရာကြီးမညောခုနကပြောတယ်ပညာရေးပညာရေးဟာအရေးကြီးပါတယ်အဲ့ဒါနေတိုင်းပြောနေရတယ်ပညာရေးကိုအရေးကြီးမှမသိသေးတာအစိုးရပဲရှိတယ်တနိုင်ငံလုံးကသိနေပြီဒီစကားကိုကျွန်တော်ဘာလို့ပြောရတာလဲဆိုတော့ကျွန်တော်မနေ့တုန်းကလည်းအဲ့ဒီနေပြည်တော်အစိုးရနဲ့ဦးသိန်းစိန်အစိုးရရောက်လာတဲ့အချိန်မှာ CSO လို့ခေါ်တဲ့ Civil Civil Service Civil Society Organization ပေါ့ဒါအရက်ဖက်လူ့ဖွဲ့စည်းတွေတွေ့ကြတဲ့တုန်းကပညာရေးဝန်ကြီးနဲ့တွေ့လို့ကျွန်တော်မေးတယ်ပြောလဲပြောတယ်ဖတ်စာအုပ်မှာကျွန်တော်ကံမောက်တော့တော့ဖတ်စာအုပ်မှာကျွန်တော်တွေ့တယ်တတိယဒန်းဟဲ့ဟုတ်ပေါ့ဒုတိယဒန်းဂရိတ်တရီဟောကျွန်တော်ဘယ်လိုနားလည်ရမှန်းမသိဒုတိယနဲ့ဂရိတ်တရီနဲ့တရီနဲ့ဒုတိယဘယ်လိုဘယ်လိုချိတ်ဆက်လိုက် ဘယ်အုံနောက်နဲ့အဲ့ဒီစာအုပ်ကိုထုတ်တာသူငယ်တန်းကို grade 1လို့တတ်မှတ်ရမယ်လို့ဘယ်အုံနောက်ကပြောတာလဲသူငယ်တန်းဆိုတာနိုင်ငံတကာမှာ kindergarten ဆိုတဲ့အင်္ဂလိပ်စကားလုံးရှိ KG လို့ခေါ်တယ်ကျွန်တော်တို့ဆိုရင် LKG UKG lower KG upper KG သူငယ်တန်းတိတ်တိတ်လေးသူငယ်တန်းအကြီးကြီးပေါ့သူငယ်တန်းလေးသူငယ်တန်းကြီးနှစ်နှစ်တက်ခဲ့ရတယ်အဲ့ဒါ kindergarten ဆိုတာတကဘာလုံးသိသူတို့ကြမှာမသိဘူးလား ဘယ်နဲ့ဖြစ်ပြီးသူငယ်တန်းကိုဂရိတ်ဝမ်းပထမတန်းဂရိတ်တူကလေးတရားဘူးပထမနဲ့တူနဲ့အတူတူပဲလို့ထင်သွားရင်ဘယ်လောက်ဒုက္ခရောက်ဒုတိယတန်းဂရိတ်3ဒုတိယနဲ့သတိနဲ့အတူတူပဲလို့ထင်သွားရင်ဘယ်လောက်ချာမလဲအဲ့တော့အဲ့ပညာရေးဝင်ကြီးကလည်းတော်ရှာတယ်ကျွန်တော်လောက်တာမဟုတ်ပါဘူးတဲ့အရင်ဝင်ကြီးလောက်သွားတာဟောကျွန်တော်များဆက်ပြောရင်အရင်ဝင်ကြီးကိုသွားမင်းဟိုအရင်ဝင်ကြီးကလို့ထပ်ပြောရင်ဆက်ပြောအောင်ပါအဲ့တော့မပြောတော့ဘူးခင်ဗျားတို့ပြင်လိုက်ပါဗျာလို့ပဲပြောရတော့တယ် ဲ့တော့ပြန်စဉ်းစားကြည့်တော့ပညာရေးနဲ့ပတ်သက်လို့တိုင်းသူပြည်သားအလုံးစာရေးဆရာများတာဝန်ကြီးပါတယ်ဆရာညီမညီတို့ရောက်တဲ့နေရာတိုင်းမှာပညာရေးပြည်ပြောင်းပြောင်းလဲဖို့လိုပြီးပြောတယ်မသိရှာသေးတာကအဲ့ဒီနေပြည်တော်ကလူတွေပဲသူတို့သိအောင်ပြောရမယ်အဲ့ဒီဒေတာလူတွေကိုလည်းကျွန်တော်ရောက်တုံးရောက်ခဲ့ကိုဆွေမျိုးတွေလိုသဘောထားပြီးမေးပြရစီခင်ဗျားတို့ဒေတာကလွတ်တော်ကိုပို့လိုက်တယ်လွတ်တော်ကိုယ်စားလှယ်နဲ့ဘယ်နှခါများတွေ့ပြီးကြပါလဲ ဟုတ်လားမခေါ်ဘူးလားတွေးဖို့မခေါ်ဘူးလားဟောမခေါ်ရဲလို့တဲ့ဟိုကမလာဘူးတဲ့မိနေမှာစိုးလို့နော်ဒေတာကလူတွေမိနေမှာစိုးလို့ကျွန်တော်ပြောခဲ့ပါရစေလွတ်တော်ကိုယ်စလဲဆိုတာကခမည်းတော်မအားလို့သူတို့ကိုခိုင်းတာလားခင်ဗျားတို့နေပြည်တော်ကိုသွားတာနေတိုင်းနေတိုင်းသွားဖို့မအားလို့ဟဲ့အောင်မင်းငါကိုစားသွားလိုက်စမ်းဆိုပြီးခိုင်းတာလား ခမရတို့ရဲ့ဘူမဟုတ်ဘူးခမရတို့ရဲ့အစီကံခမရတို့ပြောချင်တာရှိရင်ခေါ်ပြောပါရှေ့ရင်ခေါ်ပြောလို့ရတယ်မလာဘူးနော်ရတယ်တစ်ခါခေါ်မလာဘူးနှစ်ခါခေါ်မလာဘူးဒီဒေတာမှာဖွဲ့စည်းပုံချင်းကဥပဒေစာအုပ်ဖတ်ကြည့်ပါခမရတို့ပြောလို့မကျင်နဲ့ရင်အဲ့ဒီလူ20ရာခိုင်နှုတ်လက်မှတ်ဝိုင်းထိုးပြီးတော့တင်လိုက်အခုချက်ချင်းဖြုတ်ချလို့ရတယ် ဒေတာတွေမှာသုံးစားလို့မရရင်မလုတ်ခိုင်းနဲ့ရှုပ်တယ်။တွားခိုင်းတော့အညာအဲ့ဒါကြောင့်ကျွန်တော်ပြောတာအခုကျွန်တော်ပြောချင်တဲ့အကြောင်းရင်းကိုကျွန်တော်ရောက်လာပြီ။ဒီအောက်ကလည်းလှုပ်တယ်ဗျပြုတ်ကြမှကြောက်လို့မနေနိုင်ဘူး။အဲ့သူများသာပြောတာကိုယ့်လက်ကြတော့ပြုတ်ကြမှကြောက်တာ။အဲ့တော့တကယ်လို့မှဒီအချိန်မှာအဲ့လိုလှုပ်လို့မရသေးဘူးဆိုရင်နောက်တနည်းရှိတယ်။ 2015ခုနှစ်ကြာရင်မင်းမပြီးနဲ့ပေါ့ဒါပဲပေါ့အဲ့တော့ဒီမှာရှိတဲ့မိဘပြည်သူများလည်းကိုယ့်ရဲ့အခြေခံ mindset အခြေခံတွေးခေါ်တဲ့ဟာကိုပြင်ပေးပါအစိုးရဆိုတာခင်ဗျားတို့ကျွန်တော်တို့ထိုင်ရှစ်ခိုးနေရမယ်လူမဟုတ်ဘူးကျွန်တော်တို့မအားလို့တို့ခိုင်းတာလားအဲ့ရှင်းတယ်အဲ့ဒီအတွက်ကြောင့်တံမရလည်းခင်ဗျားတို့ကြောက်နေစရာမလိုဘူးပြောစရာရှိရင်ပြောရလိမ့်မယ် မမှန်မှုထင် ပြောရလိမ့်မယ်မကောင်းမှုထင်ပြောရလိမ့်မယ်အဲ့ဒါကကိုမအားလို့သူတို့ကိုတမရတို့ဝင်ကြီးလို့ခန့်ထားတာကိုမအားလို့အကြည့်လို့ဟေးငါတို့ကိုစားမင်းတို့ခဏငန်းတဲ့လောက်ခဏသွားလှုပ်လိုက်စမ်းပါကွာဆိုလာကဘယ်ကပေးနေရတယ်ရှင်တို့တို့ခမရတို့ကျွန်တော်တို့နေတိုင်းနေတိုင်းရထားတဲ့ပတ်စံတွေတွေကဆောင်းထားတဲ့အခွန်နေဟောဒီလမ်းတွေမှာဖြတ်သွားတော့လမ်းကုန်တွေကောက်ကြတယ်ဘိန်းကုန်တွေကောက်ကြတယ်စီမင်းသားရအခွန်တွေကောက်ကြတယ် လူတွေရဲ့ဝင်ဝင်ခွန်နေကောက်ကြတယ်အဲ့ဒီအခွန်လေးကိုပေါင်းပြီးသူတို့ကိုလက်ကပေးထားတာသူတို့ကတိုင်းပြည်ရဲ့အစေခံခမရတို့ရဲ့ဘယင်မဟုတ်ဘူးအဲ့ဒါကြောင့်အဲ့ဒါလေးရှိရင်မကြောက်ပါနဲ့ပြောစရာရှိရင်ပြောပါအဲ့ဒီအချိန်ခါကာလကျွန်တော်တို့လွန်လာပါပြီအခုခေတ်ကာလကဘာလဲလို့မေးတော့ညနေကကျွန်တော်တို့ ਨੇ อืมနေရာမမှတ်မိတော့ထားတော့ကျွန်တော်တို့ထမင်းစားတယ်ပေါ့ထိုင်းရင်လည်းကျွန်တော်တို့ စကားပြောဖြစ်တယ်ဆွေးလဲဆွေးနွေးဖြစ်တယ်အဲ့မှာဒီတိုင်းပြည်ဒီလက်ရှိဖြစ်နေတဲ့နိုင်ငံရေးအခြေအနေနဲ့ပတ်သက်လို့စကားပြောဖြစ်ပါတယ်ခေါင်းစဉ်ကစာပေဟောပြောပွဲ နိုင်ငံရေးကြောင့်မပြောရဘူးလို့တော့ဘယ်ဖះမှမဟောတာပါဘူးတော့ပြောမှာပဲကျွန်တော်ကတော့အဲ့တော့အဲ့ဒီနိုင်ငံရေးဆိုတဲ့နေရာမှာ ကျွန်တော်တို့တိုင်းပြည်ကပြောင်းလဲနေပါပြီလို့ပြောတယ်တနေ့ကလည်းသမ္မတကကျွန်တော်တို့အပြောင်းအလဲလုပ်နေပါတယ်လို့ပြောတယ် နိုင်ငံတကာစာဆောင်တွေထဲမှာလည်းမြန်မာနိုင်ငံအပြောင်းလဲနေပါပြီလို့ပြောတယ်။ Okay ကျွန်တော်မကောင်းမြင်တဲ့စိတ်လုံးဝမရှိပါ။ဒီဒေသကလူများလည်းတေကုန်စဉ်းစားပါ။တကယ်ပြောင်းလဲနေတာဘာတွေပြောင်းလဲလဲ။ဆရာကြီးမြင့်ညိုကခုနပြောင်းလဲနေပြီလားဆိုတော့ကြပြာနဲ့စဖွင့်သွားတယ်။ဟုတ်ပြီ။ကျွန်တော်တို့ဘာကိုပြောင်းလဲတာလဲ။ကျွန်တော်တို့ဟာအာနာပိုင်အစိုးရ တနည်းအားဖြင့်ပြောရင် အာနာရှင်အစိုးရတနည်းအားဖြင့်ပြောရင်စစ်တပ်ကအုပ်ချုပ်ခဲ့တဲ့တဦးတယောက်အမိန့်နဲ့တိုင်းပြည်ကိုအုပ်ချုပ်ချက်အစိုးရကနေဒီမိုကရက်တစ်ဂါဗာမင့်လို့ခေါ်တဲ့ဒီမိုကရေစီအစိုးရစီကိုကျွန်တော်တို့ကအကူပြောင်းနေတာပြောင်းလဲသွားပြီလားလို့မေးရင်ကျွန်တော်ဒီနေရာမှာရဲရဲရင်ရင်တခုပြောပြရစီမပြောင်းလဲသေးပါဘူးအဲ့ဒီတော့ကျွန်တော်တို့ဘယ်နေရာရောက်နေလဲအဲမိဘပြည်သူတွေသိဖို့လိုပါတယ်ကျွန်တော်တို့ရောက်နေတဲ့နေရာဒီ transition လို့ခေါ်တယ်ကျွန်တော်အင်္ဂလိပ်လိုမပြောချင်ပါဘူးဒါပေမဲ့မပြောလို့ကိုမရလို့ပြောရတာပါ transition လို့ခေါ်တဲ့အကူအပြောင်းကာလအကူအပြောင်းကာလဆိုတာသိပ်လွယ်ပါတယ်ဗမာလိုတော့ဒီဘကန်းနေဟိုဘကန်းကိုကူးတာအကူအပြောင်းပဲဒါဒီဘကန်းဒါဒီဟိုဘကန်းဒါအေယာဝတီမြစ်ကြီးဆိုရင်အေယာဝတီမြစ်ရဲ့ဒီဘကန်းပြီးအေယာဝတီမြစ်ရဲ့ဟိုဘကန်းထုံးဖို့ဘောပဲဒီဘကူးကြတာဒါပေမဲ့ကျွန်တော်တို့ကကူးပြောင်းနေတဲ့ transition ကာလမှာဘယ်နှရောက်ပြစ်လည်ပါလားကန်းစံပါလား ုဘက်ကမ်းမှာဘယ်နာရောက်လို့ရောက်နေလဲဆိုတာကျွန်တော်တို့ကိုယ်တိုင်သိဖို့လိုပါကျွန်တော်တို့ရဲ့အစိုးရကတော့ကုထိမသိရှာသေးဘူးဘယ်ရောက်မှမသိသေးဘူးဒါပေမဲ့ကျွန်တော်တို့ပြည်သူတွေကသိဖို့လိုပြီကျွန်တော်တို့ဘယ်နေရာ ရောက်နေလဲဆိုတာကိုသိမှ ကိုဘယ်နေရာရောက်နေတယ်ဆိုတာကို မသိရင်ကျွန်တော်တို့ဘာကိုပြင်ဆင်တာကျွန်တော်တို့ကတဲကုန်းရောက်နေโอเคတဲကုန်းရောက်တော့ဘာဖြစ်လဲတမင်းတုတ်စားရမှာပေါ့ဟုတ်တယ်လေကျွန်တော်တို့ရောက်တဲ့နေရာမှာဘာစားရမလဲတော့ကျွန်တော်တို့စဉ်းစားရမှာပေါ့ တဲကုန်းရောက်တဲ့အခါမှာရန်ကုန်နဲ့မတူဘူးအေးတယ်ဒါဆိုကျွန်တော်တို့အနှွေးတယ်ယူလာမှာပေါ့တဲကုန်းရောက်တဲ့အခါမှာကျွန်တော်တို့ဘာဖြစ်လာလဲဖုံထလာတယ်အဲ့တော့လေမင်းတွေရားလာတယ်အဲ့တော့ကျွန်တော်ဘာလုပ်ရလဲဆေးဆောင်လာတာပေါ့အဲ့တော့ဒီလဲရောက်လဲရောက်ကကျွန်တော်အတန်တွေဝင်သွားတယ်ဆွေမျိုးတွေနဲ့စကားပြောတာဘာလုပ်ရလဲဟောမှန်ချူဆောင်ရတာပေါ့ဒါပဲပေါ့အဲ့တော့ကျွန်တော်တို့ဘယ်ရောက်နေလဲဆိုတာသိရင်ကျွန်တော်တို့ဘာတွေကာကွယ်ထားရမလဲဘာတွေပြင်ဆင်ထားရမလဲဆိုတာကျွန်တော်တို့သိမယ်ကျွန်တော်ဘယ်ရောက်နေလဲဆိုတော့သိဖို့လိုပါတယ်အဲ့တော့ transition ဆိုတဲ့ အဲ့ဒီအကူအပြောင်းဆိုတဲ့နေရာမှာကျွန်တော်တို့ဟာဘယ်နေရာမှာလဲလို့ဆိုရင် democratization ဆိုတဲ့ democracy ပြုပြင် ပြောင်းလဲရေးဆိုတဲ့ landmark ပေါ်ကိုခြေတမုံအောင်မချရသေးဘူးဘာမှ democracy ပေါ်ရောက်နေတယ်လို့မပြောပါနဲ့ဟုတ်ရောက်ကူမရောက်သေးဘူး democracy ခင်မီတော့ democracy နိုင်ငံတော်သစ်စီတို့ဆိုတာစာရန်ပဲရှိသေးတယ်ရောက်ကူမရောက်သေးဘူးကျွန်တော်တို့ဘယ်နားမှာလဲ liberalization လို့ခေါ်တဲ့အရင်ကတင်းကျပ်ထားတာတွေကိုရှော့ပေးတဲ့ခါလေးပဲရှိသေးတယ်။ရှင်ကတင်းထားတာဟုတ်တယ်လို့ကျပ်ထားတာခြိထားတာတုံ့နှောင်ထားတာရှော့တုံးပဲရှိသေးတယ်။ဘယ်ကူမှမရောက်သေးဘူး။ကျွန်တော်တို့မကူပြောင်းနေပါဘူး။ဘာပြောင်းလဲမှမလုပ်နိုင်သေးဘူး။ဝင်ကြီးဌာနတွေပြောင်းတယ်။ Okay ။ဒါပဲရှိတယ်။ဒါလည်းပြောင်းတာမဟုတ်ဘူး။ဒီလူတွေပဲလဲ့တာ။ဒါပဲ။ ျွန်တော်တို့ကဝင်ကြီးဌာနတစ်ခု ပြောင်းသွားလို့ကျွန်တော်တို့ဝင်ကြီးဌာနတစ်ခုပြောင်းသွားလို့ဝင်ကြီးတယောက်ပြောင်းသွားလို့ဘာမှမဖြစ်သွားဘူးကျွန်တော်တို့ပြောင်းရမှာကမူပြောင်းရမှာ principle လို့ခေါ်တဲ့အခြေခံမူဝါဒပြောင်းရမှာတခါတည်းမှာကျွန်တော်တို့ကထင်ကြတယ်အဲ့ရက်စစ်ဝင်ကြီးကဥဇော်မင်းပြုတ်သွားတဲ့အခါကျတော့အစွိုင်းဟိုစေရီမဖြစ်တော့ဘူးဗျာဘာမှမထူးပါဘူး ဆောက်လို့ရင်ဝင်ကြီးဥက္ကမောင်မြင်မရှိတော့တဲ့အတွက်လန္ဒရာတွေဘာဖြစ်လာမလဲဘာမှဖြစ်မလာဘူးဒီတိုင်းပဲကျွန်တော်တို့ဘယ်နှစ်ကလာလာဒီတိုင်းပဲအဲ့ဒါတွေကကျွန်တော်တို့ကလူတွေပြောင်းသွားလို့ဘာမှမဖြစ်ဘူးတနေ့တုန်းကဆက်သွေးရေးဝင်ကြီးဥသိမ်းထွန်းပြုတ်သွားတယ်ဘာဖြစ်လဲဘာမှမဖြစ်ဘူးအရေးကြီးတာကအခုဒီဒေတာရှိတဲ့လူတွေဟန်ဖုန်းတွေပြောနေကြတယ်ဟန်ဖုန်းတစ်လုံးကိုလက်ရှိပေါက်ဈေးနှစ်သိန်းနဲ့နှစ်သိန်းခွဲရှိဟုတ်ပြီ ကျွန်တော်တို့ရဲ့အိမ်နီးချင်းနိုင်ငံခြံစည်းရိုးပဲခြားတဲ့ယူရီးယားကျွန်တော်တို့ဘန်ကောက်ကိုသွားမယ်ဆိုပါတော့လေးမြန်မော်ရောက်တာနဲ့အဲ့ဒီတယ်လီဖုန်းပြောတဲ့ကပ်ပြားတွေအလကားပေးတာအလကားပေးတာပြောမင်းမကြိုက်တလို့ပြောပြောတလို့ပတ်စံထည့်အခုလည်းကျွန်တော်တို့ပြောတလို့ပတ်စံထည့်နေရတာပဲအလကားပေးတဲ့ဖုန်းကပ်ကိုဗမာပြည်မှာနှစ်သိန်းနှစ်သိန်းခွဲနဲ့ဝယ်ပြီးပြောနေရတာဝန်းသာနေကြတာ ဲ့ဒီလိုပဲကျွန်တော်တို့တဲ့အစပေါင်းများစွာဆိုးပါတယ်လို့ဆိုတဲ့ကိုလူမျိုးကိုတန်းတဲ့ချီပြီးတတ်ပါတယ်ဆိုတဲ့ကမ္ဘောဒီးယားလိုနိုင်ငံကဘယ်သူမဆိုလင်းမြန်ကွင်းကိုရောက်ရောက်ဖုံးကတ်တစ်ခုကဗမာငွေ4800ပဲကြားတယ်အဲ့ဒါလောက်စုပ်ပြတ်တယ်လို့ပြောတဲ့နိုင်ငံတော်4800ဘသူဝယ်ဝယ်ရတယ်ပပရိုက်ဝယ်သွားလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့စီမှာ2သိန်းနဲ့2သိန်းခွဲကို သတင်းစာများသုံးတဲ့စကလုံးကြည့်ကြအောင်တံပိုးနေဖုံနဲ့ gain အဲ့ဒါကစက်သွေးရင်ဝင်ကြီးအခုဥသိမ်းထွန်းမရှိတော့လို့ဒါတွေဖြစ်ပြောင်းကောင်းသွားမှာလားသူရှိတာမရှိတာကျွန်တော်တို့နဲ့မဆိုင်ဘူးကျွန်တော်တို့လူချင်းတာကဈေးရင်အတိုင်းရောင်းပေးပါခင်ဗျားတို့နိုင်ငံတကာ9000နဲ့ဝင်ပြည်သူ9000နဲ့ပေးပါ 9000ဆိုအကုန်လုံးသုံးပါမလားသုံးပါဗောအခု2သိန်းခွဲနဲ့9000အစပေါင်းများစွာကွာတယ်ဗျာအဲ့တော့ဈေးရင်းမှ9000ရှိရင်9000နဲ့ပြီးဗောဘာကိစ္စကျွန်တော်တို့2သိန်းနဲ့4000ခွဲတတ်စားအောင်ပါလားခင်ဗျားတို့ကျွန်တော်တို့အိတ်ထဲကပတ်စံကိုအိမ်ပေါ်ကနေပျော်ပျော်ကြီးလာပြီးကပိုက်နိုင်ဓမြတိုက်သွားတာကိုငြိမ်းခံနေကြရတာပြန်စဉ်းစားအောင်ကိုရင်တက်ခိုးရတဲ့တကူက2သိန်းနဲ့4000ကျော်တော့မခိုးနိုင်သေးဘူး။ထမိန်တစ်ထည်ပဲရုပ်သွားမယ်။ ူတို့ကကျွန်တော်တို့အိမ်ထဲကနေနှစ်သိန်း၄သောင်းခွဲကိုဗလိုင်းနိုင်သွားတာအဲ့ဒီနိုင်သွားတဲ့ပတ်စံကိုဘယ်နေရာမှာအသုံးချအဲ့ဒီနိုင်သွားတဲ့ပတ်စံကိုဘယ်သူကယူစားလဲဘယ်ကုမ္ပဏီကယူစားလဲကျွန်တော်တို့မသိဘူးကျွန်တော်တို့ပတ်စံတွေအဲ့ဒါခမတို့ကျွန်တော်တို့တန်တန်ရှင်းရှင်းနှစ်ဖူးကချွေချေမကြရှားထားရတဲ့ပတ်စံတွေဘယ်သူတည်းများတိုက်သွားတာအဲ့ဒါကိုများတယ်လီဖုန်းကန်ရတာကိုပျော်ပြီးဆက်နေကြသေးတယ်ကဲဒီကြားထဲကကြားရသေးတယ်ဟာမိမဓမင်းချက်ပြီလားဓမင်းချက်တာပြဖုန်းဆက်မေးရမလားဗျာ ဲ့တော့တယ်လီဖုန်းဆိုတော့မှတတိယတယ်ကျွန်တော်တို့မိတ်ဆွေတွေကအမြဲပြောတယ်ငါ तू ကျွန်တော် तू ကတယ်လီဖုန်းနဲ့ပတ်သက်လို့ तू ကဟိုကလုတာဟိုသူတေသနာလုတာပေါ့သူတေသနာလုတဲ့အခါကျတော့ तू ကပြောတယ်သူတို့တဲ့အင်္ဂလန်ကိုရောက်သွားတယ်အင်္ဂလန်ရောက်တဲ့အခါကျတော့အင်္ဂလန်ကလူတွေကတယ်လီဖုန်းပြောရင်တယ်လီဖုန်းကောက်ကင်လိုက်ကြတယ် hello စပြောတယ်အမေရိကရောက်သွားတဲ့အခါကျတော့အမေရိကန်တွေက တယ်လီဖုန်းကောက်ကင်လိုက်တာနဲ့ဟိုင်းတန်းပြောတယ်ဂျပန်ပြည်ရောက်သွားတဲ့ခါကျတော့ဂျပန်တွေကတယ်လီဖုန်းကိုကောက်ကင်လိုက်တာနဲ့မရှိမရှိအဲ့လိုပြောတယ်ကိုရီးယားရောက်သွားတော့ရပ်စေရောအဲ့လိုပြောတယ်မင်းတို့ဗမာတွေကျတော့သူနဲ့မတူဘူးဟုတ်ငါတို့ကဘယ်လိုပြောလို့လဲကြားလားကြားလားကြားလားအေးကြားလားကြားလားမဟုတ်ဘူးကြားလာကြားလာဆိုတော့မင်းကြားဟောကြားရလားလို့မေးတာ ဒုက္ခပါပဲဟယ်လိုဟယ်လိုနဲ့မတူဘူးဆက်သွေးစနစ်ကကောင်းမှမကောင်းတာဒါကိုနှစ်သိန်းခွဲပေးပြီးကြားလာអော်နေရတာသူများတကာမှာနိုင်ငံမှာ9000ပေးပြီးကြားလာလဲမអော်ရအောင်ចែកတယ်လို့ပြောလို့ရတယ်အဲ့တော့ကျွန်တော်တို့ကနမူနာပြောတာပါကျွန်တော်တို့ကဆက်သွေးဆက်သွေးဝင်ကြီးတယောက်ပြုတ်သွားလို့တနေ့ကသာသနာရေးဝင်ကြီးပြုတ်သွားလို့ဝန်တန်နေစရာမဟုတ်တမရပြုတ်သွားလဲဝန်တန်စရာမဟုတ်တိုင်းပြည်ရဲ့စနစ်ကြီးတစ်ခုဘယ်လောက်ပြောင်းသွားလဲဆိုတာကကျွန်တော်တို့ဝန်တန်အမယ်အလို့ စနစ်ကြီးပြောင်းဖို့ဆိုတာအစိုးရကလုပ်ဖို့လိုသလိုကျွန်တော်တို့တိုင်းသူပြည်သားတွေလည်းလုပ်ဖို့လိုတယ်အစိုးရနဲ့ကျွန်တော်တို့နဲ့လက်တွဲပြီးတော့လည်းလုပ်ဖို့လိုတယ်သို့တော့လကစားပြီးတိုင်းပြည်အတွက်အလုပ်တို့လုပ်တဲ့အစိုးရကတော့အရင်ပြင်ဖို့လိုတာပေါ့ဗျာပြည်သူကိုကြီးပဲတော့မပြင်ခိုင်းနဲ့ပေါ့ကျွန်တော်တို့ကပြင်ခဲ့ရတာနှစ်ပေါင်းများလာပြီခဏခဏပြင်နေရတာအဲ့တော့သူတို့လည်းပြင်ရမယ်ကျွန်တော်တို့လည်းပြင်ရမယ်ဒီအတန်ကိုဒီနေရာကနေကျွန်တော်ပြောတာသူတို့လည်းကြားမယ်ပြစ်တက်လည်းကြားမယ် ဒီအခွေတွေလည်းသူတို့နားထောင်အဲ့တော့သူတို့ကြားအောင်ကျွန်တော်တို့ပြောရဖို့လိုပါတယ်ဒီအတွက်ကြောင့်ကျွန်တော်စစချင်းစပြောတာသုံးချက်ကျွန်တော်ပြောပါတယ်ပထမအဆင့် transition အကူအပြောင်းဆိုတဲ့ကိစ္စမှာကျွန်တော်တို့ဘယ်နားရောက်နေလဲ democratization ဆိုတဲ့ democracy ပြုပြင်ပြောင်းလဲမရောက်သေးပါဘူးဒုတိယအဆင့်ဖြစ်တဲ့ liberalization တင်းနာတာကြက်ထားတာလေးတွေကိုရှော့ပေးတာပဲရှိသေးတယ်ဘလို့ရှော့ပေးလဲဆိုတော့ဆိုပါတော့စာပေနဲ့မှာ စာပေစစ်စစ်ရေးဆိုတာအရင်ကရှိတယ်။ဘယ်စာရေးစရာဘာရေးရေးသူတို့ဖြတ်တယ်။အခုမရှိတော့။စာတွေကလည်းမရှိတာကောင်းတာပေါ့။ဒါပေမဲ့အစတော့ကရှိတယ်။အခုမရှိတော့။ဒါလျှော့ပေးတာ။ဟုတ်ပြီရုပ်ရှင်မှာပေါ့။ရုပ်ရှင်မှာအားလုံးသိပါတယ်ဒီလိုတတိကံပုံလေးပါရင်ဒါ sensor ။အဲ့ဒီ sensor ရဲ့မူဝါဒလေးတွေကိုလျှော့ပေး။မလျှော့ခင်အချိန်တုန်းကကျတော့ကျွန်တော်တို့လည်းတော်တော်ဒုက္ခရောက်ပြီးရွှေရှင်ရိုက်ခဲ့ရ။ဆိုပါတော့ဟို ကျွန်တော်တငယ်ချင်းတွေပါပဲဟိုလူမင်းတို့ရုပ်ရှင်ရိုက်ကြတော့သူ့ရုပ်ရှင်ကားထဲမှာသူကမော်တော်ကားမောင်းလာလူလွန်ခဲ့တဲ့နှစ်20လောက်ကသူနဲ့ကွဲကွာခဲ့ရတဲ့သူ့သမီးလေးကိုလမ်းမဘေးမှာလမ်းလျှောက်သွားတာတွေ့ဟာသမီးဆိုပြီးမော်တော်ကားရက်ပြီးသူကစင်းပြေးတာသူ့သမီးကိုပြေးဖက်တာပေါ့သမီးနှစ်20တောင်ကွဲခဲ့ရတဲ့သမီးဒါပေမဲ့စင်ဆာရောက်သွားတော့အဲ့ဒီအခန်းကိုဖြတ်လိုက်တယ်ဟာ ာဖြစ်လို့လဲအပြေးနဲ့သမီးနဲ့တွေ့လို့လေပြေးဖက်တာဘာမတော်တရောလှုပ်လို့မြင်းချားကမကူလို့ကိုင်မခက်ဘူးလားဒါအမှုပညာဗျကိုသမီးကိုတွေ့တာဘယ်နာတွေ့တွေ့မိဘတယောက်နေနဲ့နှစ်20လောက်ကွဲကွာနေတဲ့တွေ့တဲ့နေရာပြေးဖက်မှာပဲဘယ်သူမှသမီးအဲ့နာခဏရက်နေအဖေမြင်းချားကတော့ကူးလိုက်ဦးမယ်ဆိုပြီးမတော်ဘူးဘလောက်ယူတဲ့စင်စာလဲဆိုတော့အဲ့တော့အဲ့ဒီစင်စာဆိုတဲ့အထက်မှာပါတဲ့လူတွေကြည့်အောင် ဘသူတွေပါတာလဲ24ယောက်ပါတယ်ပါတဲ့24ယောက်ကဘသူတွေလဲတယောက်ကရဲတယောက်ကထောက်လန်းရေးနောက်တယောက်ကဘယ်ရလဲမိခင်နဲ့ကလေးဆောက်ရှောက်ရေးနောက်တယောက်ကဘယ်ရလဲသာသနာရေးဘာမှရုပ်ရှင်နဲ့မဆိုင်ဘူးအဲ့ဒီတခြားလူတွေကြံသေးတယ်အဲ့ရုပ်ရှင်နဲ့မဆိုင်တဲ့လူတွေအများကြီးပဲကျမ်းမာရေးပါတယ်ဆရာဝန်ကလည်းအဲ့တော့သူတို့ကဘာလုပ်လဲဆိုတော့လာကြည့်တယ်ကြည့်ပြီးရင်အပြင်းပြေဆိုပြီးနှစ်ပေလောက်ဖြတ်ဖြတ်သွားတယ် ကျွန်တော်တို့ဖလင်တွေကသူတို့အလကားရတယ်လို့အောင်းမိနေတယ်။ပြန်ရင်အပြင်းပြင်းနှစ်ပေဖြတ်တယ်။အပြင်းပြင်းဖြတ်မှတော့ဒုတာဝန်အရေးသုံးမှတော့ဘာလို့ဖြတ်ပါလား။မဖြတ်ဘူး။အဲ့တော့သူတို့ကအပြင်းပြင်းဖြတ်တာအကြောင်းမို့ခံရတာကျွန်တော်တို့သူတို့ဖလင်ခွက်တောင်မမြင်ဘူးဖလင်တစ်ခုမှအကွက်အပေါက်ဘယ်နှပေါက်ပါတယ်လဲမသိဘူးဘာပဲသိလဲလာတယ်ကြည့်မယ်လမ်းစည်းကမ်းဖောက်လာဖောက်ရင်ဖြတ်ဟော ရုပ်ရှင်ကိုမကြည့်တော့ဘူးဇလန်းကိုမကြည့်တော့ဘူးကျွန်တော်ဆိုနမူနာရုပ်ရှင်ကားတကားရိုက်တယ်အဲ့ထဲမှာမင်းသမီးကိုယွာမှာပေါ့ဗျာယွာလေးတိအောင်မထားပါတော့လူဆိုးတွေပေါ့မူးပြီးတော့မင်းသမီးကိုဝိုင်းဆွဲကြဝိုင်းဆွဲကြတဲ့ခါကျမင်းသမီးဟာကဲဘာပူကျူပါအော်ပေါ့အော်တဲ့အချိန်မှာမင်းသားကထွက်လာတဲ့ခါကျတော့ဟိတ်မင်းကလေးကိုလွတ်လိုက်ဟိုကောင်လေးကဘာကောင်လေးကမင်းကဆိုကွက်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 ဆိုထိုးကြတာပေါ့ဗျာဒါပြီးရောပေါ့ရုပ်ရှင်ကဒါပါပဲထိုးကြအဲ့ဒါဘာမှမထူးဆန်းဘူးဒါမျိုးက ဒါပေမဲ့ကျွန်တော်ပုတ်ပားကိုရောက်သွားတော့ပုတ်ပားနားမှာ10ပေါက်ဆိုတဲ့ရွာရှိတယ်။အဲ့ရွာကလည်းကျွန်တော်တို့တွေ့တော့ဟာဥစားကလည်းအဲ့ကရေလမိုက်တယ်။အဲ့ဘယ်ဘယ်ဟာကိုပြောနေလဲ။အဲ့ကလေမိန်ကလေးကိုလွတ်လိုက်ဆိုတဲ့နေရာကြိုက်တယ်ခိုက်တယ်။ဘာလဲတော့ဘာဘာဘာကြိုက်စရှိလဲ။စဉ်းစားလို့မကြောက်။ပုတ်ပားရွာမှာလည်းရောက်သွားပြန်တော့လေအဲ့ဒီကလူတွေကအာအဲ့ဒီခါတော့ရေလည်းထိတယ်ဗျာ။ဟုတ်ဗျာ။ ညောင်ဦးရောက်တော့လဲဒါပဲမြင်းကြံရောက်တော့လဲဒါပဲကြောက်ပတောင်းရောက်တော့လဲဒါပဲပြောတော့နောက်မှသဘောပေါက်တယ်။အော်ဟုတ်ပြီ။မိန်းကလေးကိုလွတ်လိုက်လို့ဆိုဇက်ဝင်ကန်းနဲ့အဲ့ဒီအချိန်မှာဒေါအောင်ဆန်းစုကြည်ကဖန်ခံနေရတာ哦ဟုတ်ပြီကျွန်တော်ကဩသူတို့ဒါကြောင့်ဒီလိုဖြစ်တာရန်ကုန်လဲပြန်ရောက်တော့တငယ်ချင်းတွေကိုရှင်းပြတယ်အဲ့ရောက်နေယောဟန်နေမှာရောက်သွားတော့ယောဟန်လူကြီးကပြောတယ်အဲ့ခံရေးလဲခိုက်တယ်အင်းကလေးကိုလွတ်လိုက်တယ် ဟာဟုတ်တာပဲငါတို့လည်းထည့်မယ်ကျွန်တော်တကယ်ချင်းဒီအကုန်လုံးအဲ့မော်မျိုးမင်းတို့ရောမိဘွားတို့ရောဆိုင်ဆိုင်မဆိုင်ဆိုင်ပြတက်ကတူထဲမှာလဲကောင်မလေးကိုလွတ်လိုက်ပဲစားတောက်ဆိုင်ထဲမှာလဲမိန်းကလေးကိုလွတ်လိုက်ပဲရေကူးခံတဲ့ရောင်လဲမိန်းကလေးလွတ်လိုက်ပြီပဲပြောတော့တာ6ကားလောက်ဖြစ်တော့စင်စားကနည်းနည်းသဘောပေါက်လာကြည့်တယ်ဒီကောင်လေးမယိုးသားတော့ဘူးကားတိုင်းမိန်းကလေးကိုလွတ်ခိုင်းနေတယ်အဲ့တော့စင်စားကဘာပြောလဲဆိုတော့อืมဟုတ်ပြီ ကျွန်တော်မှတ်မှတ်ရရနှစ်မြင်ဆောင်2012အမိန့်ထုတ်တာနောက်နောက်မြန်မာဗီဒီယိုနဲ့ရုပ်ရှင်ဇာတ်ကားများရိုက်ကူးလေမိန်ကလေးကိုလွတ်လိုက်ဟူသောစကားလုံးထဲ့မပြောရန်ဟာကောင်းရောရဟောကျွန်တော်လေးဇာကနာပဲဘယ်နေပါမလဲနော်